ဒီမိုကရက်တစ်မြန်မာအသံ DPP ရဲ့အောက်တိုဘာ28ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့မြန်မာနိုင်ငံမှာဆိုးရွားတဲ့အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့ကုလသမဂ္ဂအကြီးအကဲကတောင်းဆိုလိုက်တဲ့သတင်း၊ရွေးကောက်ပွဲဝါရဖြတ်ဇလန်းတိုနဲ့တရုတ်ဆောင်တွေအပြင်းအထန်ဝေဖန်ခံရတဲ့သတင်းနဲ့တောင်ကြီးမှာမီးရှို့မိပန်းလောက်ရာကပောက်ကွဲမှုဖြစ်ပြီးတယောက်သေဆုံးနှစ်ယောက်ဒဏ်ရာရသွားတဲ့သတင်းတွေနားဆင်ကြရမှာပါ။ 2021ခုနှစ်ကစပြီးလူမှုအပေါ်ကျူးလွန်ခဲ့တဲ့ဆိုးရွားတဲ့အကြမ်းဖက်မှုတွေကိုအဆုံးသတ်ပြီးအရသာအစိုးရစီပြန်သွားဖို့ယုံကြည်စိတ်ချရတဲ့လမ်းကြောင်းကိုရှာဖွေရမယ်လို့ကုလသမဂ္ဂအထွေထွေမှုချုပ်အန်တိုနီရိုဂူတာရက်ကအောက်တိုဘာ29ရက်မှာပြောပါရယ်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်မှာကျင်းပတဲ့အရှေ့တောင်အရှာနိုင်ငံများအသင်း ASEAN ထိပ်သီးအစည်းအဝေးရဲ့ဆက်ဆက်သတင်းစာရှင်းလင်းပွဲမှာကုလသမဂ္ဂအကြီးအကဲကပြောခဲ့တာပါစစ်တပ်ရဲ့အာဏာသိမ်းမှုဟာမြန်မာနိုင်ငံအပေါ်ကပ်ဘေးတွေကိုထပ်ဆင့်ကျရောက်စေရုံတာမကဒေသရင်းတည်ငြိမ်မှုကိုပါချိန်ချောက်ခဲ့တယ်လို့ပြောပါရယ်မြန်မာရွေးကောက်ပွဲ အကြောင်းမေးမြန်းရမှာအတွင်းရမှုချုပ်ကဒီရွေးကောက်ပွဲတွေဟာလွတ်လပ်ပြီးတရားမျှတလိမ့်မယ်လို့ဘယ်သူကမှမယုံကြဘူးလို့ကျွန်တော်ထင်ပါတယ်လို့ပြောပါရယ်ရွေးကောက်ပွဲအစားအခက်အခဲဒုက္ခတွေကြုံတွေ့ခံစားနေရတဲ့ပြည်သူလူထုတွေကိုအကူအညီတွေတိုးမြှင့်ပေးရေးအာရုံစိုက်လုပ်ဖို့စစ်ကောင်စီကိုတိုက်တွန်းလိုက်ပါရယ်ရန်လိုမှုတွေကိုအဆုံးသတ်ပြီးဆွေးနွေးပွဲတွေစဖို့2021ခုနှစ်မှာအာဆီယံကရေးဆွဲခဲ့တဲ့အချက်၅ချက်ပါဘုံသဘောတူညီချက်ရင်းချမ်းရေးအစီအစဉ်ကိုလည်းစစ်ကောင်စီကအကောင်အထည်မပေါ်ဘဲလစ်လျူရှုထားပေမဲ့ဂူဒါရက်ကထောက်ခံခဲ့ပါရယ် အနာဒိတ်စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုစတင်ဖို့တရားမဝင်အတုအယောင်ရွေးကောက်ပွဲတပိတ်မောက်စတင်ရေးကာလအဖြစ်အခုလအောက်တိုဘာ28ရက်ကနေဒီဇင်ဘာ31ရက်အထိသတ်မှတ်ကြောင်းတော်လရင်အင်အားစုတွေကကြေညာပါရယ်ဆရာနာတိန်ချိန်ကလည်းယနေ့အထိအကြမ်းဖက်မှုနဲ့အကျင့်ပြတ်ခြားစားမှုအမျိုးမျိုးနဲ့နိုင်ငံရဲ့အရင်းအမြစ်တွေကိုပျက်စီးဆုံးရှုံးစေခဲ့တယ်လို့ရလက်အနေနဲ့လူဦးရေ12တန်းကျော်ဟာငတ်မမှုတွေကြုံတွေ့နေရတယ်လို့ထုတ်ပြန်ကြမှာထောက်ပြပြောဆိုပါရယ်ဒါအပြင်နိုင်ငံအနှံ့မှာမူရစ်စေဝါနဲ့ကြားဖြတ်အွန်လိုင်းငွေလိမ်လောင်းကစားတို့စခန်းချရာတိုင်းပြည်ဖြစ်သွားတယ်လို့နေ့စဉ်အကြမ်း န်ဖတ်မှုတွေနဲ့မလုံခြုံမှုတွေပြင်းထန်နေတဲ့တိုင်းပြည်တစ်ခုဖြစ်သွားတယ်လို့ဆိုပါရယ်ဒီလိုအခြေအနေမှာအာဏာသိမ်းစစ်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲဟာတိုင်းပြည်ကိုထပ်ပြီးနှင်မွန်းစေမဲ့အတူရောင်ရွေးကောက်ပွဲဖြစ်တယ်လို့အကြမ်းဖက်ပွဲလုပ်ပွဲနဲ့ထောင်ချောက်တာဖြစ်တယ်လို့သပိတ်အင်အားစုတွေကထုတ်ပြန်ပါရယ်ဒါကြောင့်ပြည်သူလူထုတွေအနေနဲ့စေအောင်စုရဲ့တရားမဝင်အတူရောင်ရွေးကောက်ပွဲကြီးကိုနှီးပရိရဲ့ကြွယ်ကြွယ်သုံးကသပိတ်မောက်စန့်ကျင်ကြပါလို့သပိတ်အင်အားစုတွေကမြစ်တာရက်ခန့်ကြောင်းထုတ်ပြန်လာတာဖြစ်ပါရယ် အာနာသိန်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအကြောင်းဝါဒဖြန့်ရိုက်ကူးထားတဲ့ဇလန်းတိုနဲ့ဇလန်းမှာပါဝင်တရုတ်ဆောင်ထားကြတဲ့အမှုပညာရှင်တွေကိုတော်လန်အမှုပညာရှင်တွေမျိုးပြအင်အားစုတွေနဲ့ပြည်သူတွေကအပြင်းထန်ဝေဖန်နေကြပါတယ်စစ်တပ်ရဲ့ရွေးကောက်ပွဲအကြောင်းဝါဒဖြန့်ရိုက်ကူးထားတဲ့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများဇလန်းတိုနဲ့ဇလန်းမှာပါဝင်တရုတ်ဆောင်ထားကြတဲ့နေတိုးမြင့်မြတ်နေဝင်းအေဂျက်မောင်မေမြင့်မုံနဲ့ချူးလေးတို့အပါအဝင်အောင်ခိုင်ငှက်ပြောကျော်စတဲ့ဇက်ဘိုးဇက်ရံတွေအားလုံးပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတာဖြစ်ပါတယ်အဲ့ဒီထဲကမှနှွေဦးတော်လန်ရဲ့အစာဆရာနာရှင်စက် ျင်နဲ့လက်သုံးချောင်းထောင်ဆန္ဒပြတာမှာတက်တက်ကြွကြွပါဝင်ခဲ့တဲ့ရခိုင်တိုင်းရင်းသားတရုတ်ဆောင်နေတို့ကပို့ပြီးဝေဖန်ခံနေရပါတယ်။ဇလန်ထဲမှာရွေးကောက်ပွဲအတွက်မဲဆယ်စည်းရုံးတဲ့ dialogue တွေအပြင်တော်လိုင်းရေးသမားတွေကိုတယောလှောင်ပြောင်တာတွေကိုပါထည့်သွင်းပုံဖော်ထားတာကြောင့်ပါဝင်ထားတဲ့တရုတ်ဆောင်တွေအလုံးကနမဲအသေးခံပြီးလူတို့ရဲ့အမုန်းတွေကိုခံယူသွားကြတယ်လို့တရုတ်ဆောင်ထက်မြက်ကလည်းဝေဖန်ပါတယ်။ရွေးဦးတော်လိုင်းရေးအစကာလတွေမှာတော့အဲ့ဒီတရုတ်ဆောင်တွေဟာအာနာရှင်စန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပြီးအခုလိုအချိန်မှာတော့စစ်တပ်ဘက်ကိုပြက်ပြက်သားသားရက်တီပြလိုက်တာဖြစ်လို့လူမှုရေးပြစ် တန် social punishment လောက်ကြဖို့မျိုးပြတော်လှန်ရေးအင်အားစုတစ်ခုဖြစ်တဲ့ရေဘော်ဝဲအဖွဲ့ကတိုက်တွန်းပါတယ်။ အနာသိန်းစစ်ကောင်းဆောင်အခြေဆိုင်ရာနေပြည်တော်ရှိအဓိကလမ်းမကြီးတွေရဲ့လမ်းဘေးဘယ်ညာမှာလမ်းနယ်အတွင်ကျူးကျော်နေထိုင်သူတွေကိုရှင်းလင်းဖယ်ရှားနေတယ်လို့သိရပါဗျ။အဓိကလမ်းမကြီးတွေရဲ့လမ်းဘေးဘယ်ညာမှာလမ်းနယ်အတွင်ကျူးကျော်ဝင်ရောက်နေထိုင်သူတွေကိုအခုနှစ်ကုန်မတိုင်ခင်အပြီးဖယ်ရှားဖို့အစီအစဉ်နေတာပါ။အခုလိုဖယ်ရှားဖို့နဲ့ပတ်သက်ပြီးလုပ်ငန်းညင်တိုင်းအစည်းအဝေးကိုအောက်တိုဘာ24ရက်ကနေပြည်တော်ကောင်စီမြို့တော်ခန်းမမှာပြုလုပ်ခဲ့ပြီးကောင်စီဥက္ကဋ္ဌဦးတန်းထွန်းဦးကနေပြည်တော်ကိုခင်မီစံပြမြို့တော်ဖြစ်အောင်ဆောင်ရွက်နေကြောင်းပြောပါဗျ။အခုလိုဆောင်ရွက်နေရမှာမြို့တော်ရဲ့ဂုံကိုထိခိုက်စေတဲ့လမ်းန န်နယ်မိတ်အတွင်းနဲ့လမ်းနန်နယ်မိတ်ပြင်ပတွေမှာဆောက်လုပ်ထားတဲ့အစအုံတွေကိုလုံထုံးလုံနီးစီမင်းဥပဒေတွေနဲ့အညီဖယ်ရှားဖို့လိုအပ်တယ်လို့ပြောကြားခဲ့တာပါ။နေပြည်တော်အထက်ကလမ်းမကြီးတွေဘေးကကျူးကျော်သူတွေကိုဖယ်ရှားနေတယ်လို့တစ်ဖက်မှာလည်းနေပြည်တော်မြို့တော်ခန်းမအနီးမှာပြည်သူရင်မြေနေပြည်တော်မြို့အဝင်မှာမြို့အဝင်ဆိုင်းဘုတ်တွေကိုပြုလုပ်နေပြီးစစ်ကောင်းဆောင်ကိုရိုင်းအောက်တိုဘာ28ရက်ကလက်လယ်ကြီးရှိခဲ့တယ်လို့သိရပါဗျ။ ရမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ဖာမွန်းကျေးရွာအုပ်စုကောင်ရွေရွာပန်းသခွားစာတင်ကြောင်းအနီးမီးရှို့မိပန်းပြုလုပ်ခြင်းပေါက်ကွဲမှုဖြစ်ပွားပြီးတယောက်သေဆုံးက၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗါဒ်အော်တိုဘား28ရက်ဒီကနေ့မနက်9:00နာရီကျော်မှဖြစ်ပွားခဲ့တာဖြစ်ပြီးအမျိုးသမီးတယောက်သေဆုံးကအမျိုးသား၂ယောက်လည်းအပြင်းအထန်ဒဏ်ရာရရှိပြီးနေအိမ်တစ်လုံးလည်းမီးလောင်ကျွမ်းသွားတယ်လို့ပြောပါဗါဒ်ကယ်ဆယ်ရေးပါဝင်သူတယောက်ကမီးရှို့မိပန်းလို့ရင်ပေါက်ကွဲမှုဖြစ်တဲ့အမျိုးသမီးတဦးတော့မီးကအရန်ပြင်းနေတော့မီးထဲမှာပဲပွဲချင်းပြီးဆုံးသွားတယ်မီးရှို့မိပန်းလို့တာအရန်အနေရများတယ်နင်းနေမှားတာနဲ့ မီးပွင့်ပြီးပောက်ကွဲတက်တာမျိုးမပေါ်ဆကြဖို့ပြောကြင်ပါတယ်လို့ပြောပါတယ်မီးလောင်ရာနေရာကိုမီးသားတက်ဖွဲ့ကားသုံးစီးနဲ့လာရောက်မီးငှိမ့်ခဲ့ပြီးတေဆုံးသူနဲ့ဒဏ်ရာရသူတွေကိုတော့ကြက်ရှင်ဒီအဖွဲ့ကအရေးပေါ်လူနာတင်ရင်နဲ့ဆက်ဆံထုံးစေယုံပို့ပေးခဲ့တယ်လို့ပြောပါတယ်